မင်္ဂလာပါရှင်။ညွေသတင်းချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်မရှင်ရဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၂၀၁၀ဖွဲ့စည်းပုံကိုအခြေခံနေဒေါ်လိုင်းရောင်စရိကဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်လက်နက်ကင်လက်စင်နဲ့တိုက်ပွဲဝင်နေရကိုစစ်ကောင်ဆောင်ပို့ချုံမှုစီမံအောင်လိုက်ကဂျီမန်ချက်တူကြိုင်ပြည်ထောင်စုဂျိုကိုရှင်းရှင်းဖို့ပြောလာတယ်။ဒီဇင်ဘာ၃ရက်နေ့ကမန်လေးတိုင်းပြည်ထောင်လွှင့်မြို့ရှိစစ်တပ်တို့ပို့တင်တဲ့အမတ်စဉ်69တင်တန်းစဉ်ဂုံပြူစီရဲ့ခြေနှစ်ပြကန်နာမှာစေကောင်းစာတက်ရောက်မိကုန်ပြောကြားချိန်မှာထည့်သွင်းပြောဆိုခဲ့ရပါ ။လက်နက်ကိုင်လမ်းစဉ်တွေဖြစ်ရှင်တဲ့ဂျိုဗန်မွာနှစ်ပေါင်း90ကျော်ရဲ့ဒီဘလို့ရလက်မမထွက်ခဲ့တာကိုသင်ခန်းစာယူဖို့လိုသလိုဒီမိုကရေစီနောက်ပြန်ဆိုရတာလက်နက်ကိုင်လမ်းစဉ်ကြောင့်ဖြစ်လို့အမှန်တိုင်းရှင်မြင်ဖို့ချိန်ကြပြီလို့ပြောတယ်။ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုခြေခံတဲ့ပြည်သူ့တရားရေးကိုရှင်းမချက်တို့ကြိုင်ပြည်သူ့ကြိုးကိုရှေ့ရှုပြီး PDF ပါဝင်လက်နက်ကိုင်ဖွဲ့ရင်းအနေနဲ့ဥပဒေပေါင်းတွင်ဝင်ရောက်လာဖို့နိုင်ငံတကာကဖိတ်ခေါ်ထားပြီးဖြစ်တယ်လို့စစ်ကောင်ဆောင်ကဆိုတယ်။ဖက်ဒရယ်မွန်ပြည်ဖက်ဒရယ်ကောင်စီ MFC ကကွေးဌာနဌာနမှုနိုင်တလာနိုင်က2008ဘွယ်စီပေါင်းခြေခံဥပဒေအောက်မှာ ဘဲဖက်ဒရယ်ပြည်တော်စုမှာမှတိစောက်နေတာဟုတ်ကိုလို့ပြောတယ်စီယုံစုကပြောပြနေတဲ့ဥပဒေပေါင်းတွင်ဆိုတော့သူက2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကိုပြောနေတာဖြစ်တယ်ဆိုတော့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကဘဲဖက်ဒရယ်ပြည်တော်စုမှတိစောက်နေမှာမဟုတ်ဘူးဒါကြောင့်မို့ဒီစီယုံစုကိုကျွန်တော်တို့အမြင့်ပြတ်တိုက်ထုတ်ပြီးတော့မှကျွန်တော်တိုင်းတာတွေအားလုံးလိုချင်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုတည်ကြီးကိုထူထောင်နိုင်မှာဖြစ်ပါတယ်။နောက်နောက်ရွေးပွဲစည်းပုံခြေကဥပဒေဟာစစ်တပ်နဲ့ပေါင်းပါတဆွေရဲ့ကောင်းစားရေးအတွက်ကိုပဲရေရှူပြီးရေးဆွဲပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေဖြစ်လို့တိုင်းပြည်နဲ့ကိုက်ညီမှာမဟုတ်တလို့အကျုံးဝင်မှာမဟုတ်ဘူးလို့မှတ်ချက်ပြုတယ် PDF တွေပါဝင်လက်နက်ကင်ဖွဲ့ရေးကိုစစ်ကော်မရှင်ကခေါင်းစဉ်မြို့မြို့တဲ့အကြောင်းမြို့မြို့ပြပြီးသူတို့နဲ့ဒူလာရောက်ပူပေါင်းမှုအမျက်လူလူဖိတ်ခေါ်နေပြီးဝင်ရောက်လာသူတွေလည်းရှိတယ်လို့ဝါရဖြတ်တဲ့စာရင်းမှာဖော်ပြလေးရှိတယ်ဖိတ်ခေါ်ရမှာလဲဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုခြေခံတဲ့ပြောင်းစုခြင်းနဲ့ကိုက်ညီရဲ့အဖွဲ့အစည်းပုံခြေခံဥပဒေပြင်ဆင်ရေးဟာကျင်းပမယ့်ရွေးကောက်ပွဲကနေထွက်ပေါ်လာမယ်လွတ်တော်အစိုးရရုံးနဲ့ဆက်လက်ညှိနှိုင်းဆွေးနွေးသွားကြမယ်လို့ဆိုတယ် 2008ခုနှစ်မေလနောက်ပိုင်းမှာတည်ပြုပြထန်ခဲ့ဖွဲ့စည်းပုံခြေခံဥပဒေပေါ်ပုံမှန်6စာလုံးရနိုင်ငံတော်ရဲ့အမျိုးသားနိုင်ငံရေးဦးဆောင်မှုကန်းကဏ္ဍမှာတမတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို စင်တဆိုင်ဥတည်လို့ထည့်သွင်းထားတာပါ။ဒါကြောင့်ဒီခြေခံဥပဒေကနေစစ်ပါအတွက်ရေကောက်ပွဲမှာစစ်တပ်ကိုယ်စားလှယ်25ရာခိုင်နှုန်းဟာပြည်သူလူထုရဲ့ရွေးကောက်ခံစရာမလိုပဲတပ်ချုပ်ရဲ့ရွေးချယ်ခံမှုနဲ့လွတ်တော်တဲ့ဝရောက်နေနေရာယူခွင့်ရှိတယ်။ ဒီအတွက်ကြောင့်လွတ်တော်တဲ့အဆိုတစ်ခုခုတင်သွင်းတာဖြစ်စေဖွဲ့စည်းပုံခြေကဥပဒေပါပုံမှန်တစ်ခုခုပြင်ဆင်နေတာဖြစ်စေမဲခွဲဆုံးဖြတ်တဲ့အခါမှာလွတ်တော်ကိုယ်စားလှယ်တွေရဲ့ထောက်ခံမှု85ရာခိုင်နှုန်းကျော်မှသာအနိုင်ရရှိမယ်တဘောပါတဖက်မှာဒုသမနာတနေရာနဲ့ကာကွယ်ပြည်ထရေးနေဆက်ရစားတဲ့ဝင်ကြီးဌာနရေးမှာလည်းစစ်တပ်အရာရှိတွေကိုဝင်ကြီးဖြစ်ခန့်ဖို့ဖွဲ့စည်းပုံခြေကဥပဒေကအခွင့်ပေးထားပါတယ်။ဒါကြောင့်တော်လိုင်းအရာစုတွေက2008ဖွဲ့စည်းပုံခြေကဥပဒေကနေပြည်သူတွေလိုလားတောင်းတတဲ့အမျိုးသားတန်းတူရဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ပြင်ရှိရဲ့ ဖက်ဒရယ်ဒီမိုကရေစီပြောင်းစုတည်ဆောက်နိုင်မှာမဟုတ်ဘူးလို့ထောက်ပြပြောဆိုထားကြတာပါမွန်ပြည်လူ့ခွင့်ရေးဖောင်ဒေးရှင်းပရိုဂရမ်ဒါရိုက်တာနိုင်ရဲမွန်ကစစ်ကော်မရှင်နေနဲ့နိုင်ငံရေးတရားဝင်မှုရဖို့ထွက်ပေါက်ဖြစ်ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်တွန်းပြီးနေရလို့ဆိုတယ်ဒီထွက်ပေါက်တည်သားရင်တို့အတွက် legislature ဖြစ်တဲ့တရားဝင်မှုကိုဖြစ်နိုင်မယ်လို့သူတို့ယုံကြည်ပြီးအခုလိုမျိုးရွေးကောက်ပွဲဖြစ်ဖြစ်အောင်တွန်းနေကြတာဖြစ်တယ်ဆိုတော့တရားမျှတလွတ်လပ်တာတိတ်ခါရှည်ရဆိုတာကိုတော့ဘာတစ်ခုမှအခုတက်တည်ကျွန်တော်မတွေ့ရသေးပါဘူး ဒီစားသူတို့ရဲ့စေအုပ်စုနေစဉ်လူခွေနဲ့ဆရာဆွေမှုချိုးပေါင်းမှုတွေကိုနေတိုင်းမှတ်တမ်းတင်ရတဲ့လုပ်ငန်းတွေကိုကျွန်တော်လုပ်နေရပါတယ်စစ်ကောင်းဆောင်ကတော့သူတို့အနေနဲ့2025ခုနှစ်ထွေထွေရွေးကောက်ပွဲကိုလွတ်လပ်ပွေလှမ်းပြီးတရားမျှတတဲ့တိခါရှိရဲ့ရွေးကောက်ပွဲပြအောင်မြင်စွာကျင်းပနိုင်ပတ်ပေါင်းဆောင်ကကြိုးပမ်းနေရလို့ပြောတယ်။ဒီပေါ်သူတို့ကိုစန့်ကျင်တဲ့လူပုတ်ကိုဖွဲ့စည်းချိုးကရွေးကောက်ပွဲကိုအဟံတားဖြစ်စေရင်းနီလမျိုးစုံနဲ့လှုပ်ဆောင်နေကြတာကိုသတိပြုကြရမယ်လို့ဘောလောင်းတင်တဲ့ဆင်းပွဲမှာပြောကြားခဲ့တာပါ။ အတွေ့အကြုံရေကောက်ပွဲကို electronic ပဲပေးဆက်ကိုအသုံးပြုပြီးအပိုင်း၃ပိုင်းနဲ့ကျင်းပဖို့စစ်ကော်မရှင်ကစီစဉ်ထားပြီးကုလသမဂ္ဂအပါဝင်ဥရောပပါလီမန်နဲ့နိုင်ငံတကာကတော့အဲ့ဒီရေကောက်ပွဲကိုအပိတ်ထောက်ခံခြင်းမရှိပါဘူး။ဆက်လက်ပြီးကဏီမြို့နယ်ထောက်ချံကုန်းကျေးရွာနီးချင်းတွင်းမြစ်စိတ်ကံကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြည်သူနှုံးတိတ်ဆုံးပြီးဆက်လက်တည်စီမီလောင်းစကိုင်းနိုင်ကနီမြို့နယ်ထောက်ကျန်ကုန်းကျေးရွာနီးချင်းတွင်းမြစ်စိတ်ကံကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ရမှာပြည်သူနောက်တေဆုံပြီးဆက်လီတစီမီလောင်ပျက်စီးသွားကြောင်းဒေသပြည်သူတွေကပြောတယ်။ဒီဇင်ဘာလရက်နေ့မော်လင်းနှစ်နာရီချိန်စစ်တပ်ကကနီမြို့နယ် ထောက်ကြံကောင်းစေရနေချင်းတွင်းမြစ်စိတ်ကံကိုပုံစံတိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေးချောင်းတိုက်ခိုက်ခြင်းဖြစ်ပြီးဂျိုင်ကော့ပတာ၂စီးတိုက်လေ၂စီးနဲ့ပုံစံတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။တရောက်လေတက်ကနေတက်လာတိုက်လေ၂စီးနဲ့နမခါကတက်လာဂျိုင်ကော့ပတာ၂စီးနဲ့ပုံကျဲချတာ။သူတို့ပုံကျဲချတာမြို့နယ်စစ်စေးဂိတ်ကိုချအနေတူတဲ့ချာနေရတဲရမှားပြီးတော့ချသွားတော့စိတ်ကဲမှာရက်ထားတဲ့မော်တာဆက်လေးစည်းပေါ်ချပြီးမိလောင်နဲ့ဆက်လေးမောင်းသမားအပောင်ခီးတဲ့ဒိတ်ဆုံထိခိုက်တဲ့ နှလုံးစဲအလောင်းနှလုံးနဲ့တရားရသူနှောက်လို့တီးပြလို့ရပါတယ်နောက်ထပ်သိဆုံးတွေ့လဲရှင်းနိုင်သေးတယ်မော်တော်ပါပါလာသူတွေအကုန်လုံးလေးနဲ့ပုံကျဲချိန်မှာမြေတဲကုံချကြဆိုတော့ပျောက်ဆုံးနေသူတွေလည်းရှင်းနိုင်ပါတယ်ရှင်းပြစစ်တက်ကကဏီမြွနယ်နဲ့ထိစပ်နေတဲ့ဘုတလင်းမြွနယ်ကိုလည်းစစ်တက်ဒီဇင်ဘာ3ရက်နေ့ညပိုင်းလေးကျောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ပြီးသူတွေထိခိုက်ဒေဆုံးဝင်ရှိကြောင်းသိရပါတယ်ဆလဘီကချင်ပြည်နယ်မှာမြေရှောင်းတပ်ထုတူဖော်မှုတွေကိုအစ်စ်ချတာပြင်ချင်းမရှိပဲမူလလောက်ကအဟောင်းတွေကိုသာဆက်လက်ခွင့်ပြုထား ကံပြောခွဲဘုံမချင်းတော်ဘူးကပြောတရုတ်ရဲ့မြေရှာအလွန်ကျွန်းတူးမှုကြောင့်မြန်မာတဘာပတ်ဝန်းကျင်ပြစီမှုထိမ့်မြသိမ့်မြဖြစ်လာကချင်ပြည်နယ်မှာမြေရှာတထုတူဖို့မှုတွေကိုအသိချထားပေးခြင်းမရှိဘဲမူလလောက်ကအဟောင်းတွေကိုသာဆက်လက်ခွင့်ပြုထားကြောင်း KIO KIO ပြောခွင့်ရဘုံမချင်းတော်ဘူးကပြောတယ်ရခု2025ခုနှစ်ကုလတွင်တရုတ်နိုင်ငံကိုမြေရှာတင်ပို့မှုမှာအမေရိကန်ဒေါ်လာတန်း600ကျော်ရှိခဲ့ပြီးကမ္ဘာမြေရှာတူဖို့မှုမှာမြန်မာနိုင်ငံအထူးကပါဝင်သူဖြစ်ဆက်ရှိနေကြောင်း 2024ခုနှစ်စည်းနေရကမ္ဘာမြေရှာတပ်တူထုတ်လုံမှုမှာတရုတ်နိုင်ငံ62ရာဂိုင်းနှုန်းနဲ့ထိဆုံးမှရပ်တည်နေပြီးမြန်မာနိုင်ငံ16ရာဂိုင်းနှုန်းနဲ့ဒုတိယနေရာမှာရှိနေကြောင်း2025ခုနှစ်6လအတွင်းမြန်မာနိုင်ငံဘက်ကတရုတ်နိုင်ငံကိုမြေရှာတင်ပို့မှုရောကြားခဲ့တော့လေတည်ငြိမ်စိတ်ချတဲ့မြေရှာထောက်ပံ့ရေးကွင်းဆက်ကိုတရုတ်နိုင်ငံကရှာဖွေနေတဲ့ဖြစ်မြန်မာနိုင်ငံမှာမြေရှာတုဖုံဝင်ပို့မြင်များပြားလာနိုင်ကြောင်း Institute for Strategy and Policy မြန်မာကနိုဝင်ဘာ29ရက်နေ့မှာသတင်းထုတ်ပြန်တယ်။ ဗမိုးကြီးနော်ဘူးကကချင်ပြည်နယ်မှာမြေရှားသက်ရှူထူဖွံ့ဖွိုးရေးနဲ့ပတ်သက်ပြီးလောက်ွက်အဟောင်းတွေကိုသာဆက်လက်ခွင့်ပြုပြီးလောက်ွက်အသေးသေးခြားထားပေးခြင်းမရှိကြောင်းမြေရှားသတ္ထုနဲ့ပတ်သက်ပြီးရခိုင်ခွင့်ပြုထားပြီးသားကလွဲပြီးတော့အသိခွင့်ပြုချက်တွေမရှိကြောင်းရှင်းပြရင် Institute for Strategy and Policy မြန်မာအစိုးရ2025ခုနှစ်ကိုလာတွင်မြန်မာနိုင်ငံကနေတရုတ်နိုင်ငံကိုမြေရှားတင်ပို့မှုတန်ဖိုးအမေရိကန်ဒေါ်လာ64သန်းချိခဲ့ပြီးရခိုင်နှင်းနဲ့ ကာလတူနိုင်ရှင်ဘာကဒေါ်လာသန်း100ရောကြခဲ့ကြောင်းမြန်မာသတ္တုကကချင်လွတ်လပ်ရေးတမတော် KI ဝပြည်သွေးစီညီညွတ်ရေးတမတော် UWSC အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော်နဲ့တရုတ်ကုမ္ပဏီကထုတ်လုပ်နေကြောင်းထုတ်ပေါ်ထားပါတယ်။ကချင်ပြည်နယ်သားမကရှမ်းပြည်နယ်ရှေ့ပိုင်းတွင်မှတူဖော်မှုတွေတိုးချဲ့လာကြဥပမာအဖြစ် UWSC ထိန်းချုပ်ဒေသမိုင်ယွန်းမိုင်ပေါင်နဲ့ NDA ထိန်းချုပ်ဒေသမိုင်ယောင်မြို့နယ်တို့မှာယခုနှစ်စံပိုင်းမှာမြေရှားလုပ်ကွက်20ထပ်မှနဲ့တိုးလာနေကြောင်းတစ်ဖက်မှာလည်းသဘောပတ်ဝန်းကျင်နဲ့လူမှုစီးပွားထိခိုက်မှုပုံမှန်များပြားလာနိုင်တယ်။ နိုင်ငံဖြတ်ကျော်တရားမှုတွေကြောင့်ထိုင်းကဲ့သို့အိန္ဒိယချင်းတွေကလည်းမြေရှားတူဖို့တင်ပို့မှုတွေကိုအလေးထားကြိုက်တွယ်ပြင်ဆင်လာကြောင်း Institute for Strategy and Policy မြန်မာကဆက်လက်ပြောဆိုပါတယ်။နောက်ကောင်းမြန်နီမရှိအမြင့်နောက်ဖက်တချမ်းနဲ့ရှေ့ဘက်တချမ်းကနေမြေရှားတထုတွင်နှစ်ခုစလုံးကယခုတိုးချဲ့မှုတွေကိုတွေ့နေရပြီးနှစ်ခုလုံးကတောင်ဆောင်များတွင်ကိုဓာတ်ပစ္စည်းပမာဏအများအပြားထိုးသွင်းရတဲ့ဘာပတ်ဝန်းကျင်ကိုပျက်စီးစေရန် Institute ဂျူရှင်လန်နီနီလတ်ကိုအသုံးပြုနေရကြောင်း2025ခုနှစ်မေလတွင်ကရိုက်ကူးခဲ့တဲ့ဂျူရုဓာတ်ပုံတွေရနှမ်းခုံမြအနောက်ဖက်ချမ်းရှိမြေရှားတပ်ထုတွင်ကဆက်ဝိုင်းပုံတန့်စင်ကန်တွေကိုတိစောက်ဆဲဖြစ်တော်လဲလက်ရှိမှာတော့ဆိုပါကန်တွေတိစောက်ပြီးစီးသွားပြီးအနေအောင်မိုးရီနဲ့ဖုံထားတာကိုတွေ့မြင်ကြောင်းရှမ်းလူခွင့်ရင်မနိုင်ဖွဲ့ကထောက်ပြပြောဆိုတယ်အစောပိုင်းကမ္ပဏီကလှုပ်ဆောင်ပြီးနေပြီဖြစ်တဲ့လောင်အောင်မြောက်ပိုင်းရှိမြေရှားတပ်ထုတူဖော်ရေးလုပ်ငန်းတွေကြောင့်တဘာဖွဲ့ဝင်ချင်းပြက်စီမှုတွေကြကြမြမြဖြစ်ပေါ်ခဲ့ပြီးဖြစ်ကြောင်းလက်ရှိမှာအစောပိုင်းကမ္ပဏီကနန်းခုံမြစ်ဝမ်းဒေသတွေမှာပါတပ်ထုတွေတူဖော်မှုတွေကိုလှုပ်ဆောင်လာနေတဲ့အတွက် တဘာပဝင်ကြီးပျက်စီးမှုဒေသခံပြည်သူအထူးခိုက်မှုနဲ့နိုင်ငံမြန်မာစီးဆင်းသွားတာဒါလိုအညစ်အကြေးပါဆုံးပြင်းရည်တွေကြောင့်မဲခါမြေတဲ့လျှောက်မိတင်းနေထိုင်ကြသူတန်းနဲ့ချီထိခိုက်မှုတွေကြုံတွေ့ရမှာဖြစ်ကြောင်းရှမ်းလူခွေမနိုင်ကဆက်ပြောတယ်ဆလာဘီပခုတ်ကမှာတမတ်69ဆက်ကြောင်းမိုင်းဆဲတိုက်ခိုက်ဖမ်းဆီးလာပြည်သူနဲ့ဥက္ကဲတင်နိုင် မကွေးတိုင်းပခုံးကိုခိုင်တွင်စစ်ကြောင်းထုတ်ဝင်ရောက်လာမိတီလာအစီဆိုင်တမတ်69စစ်ကြောင်းမိုင်းဆက်တိုက်ခိုက်ပြီးဖန်စီကော်စာလာပြည်သူနယ်ကိုကယ်ထုတ်ခဲ့လို့ကမ္မဒေတာတော်လိုင်းတပောင်းစုကထုတ်ပြန်တဲ့ဒီဇင်ဘာ၄ရက်နေ့တမတ်69လောက်ခန့်ချင်းမြတ်တိုင်းနေ့ဖြစ်တဲ့ခမာလျာ39လျာ38နဲ့419တိုင်းကစစ်ကြောင်းပခုံးကမြို့နယ်ကန်တော်ကျအနီးမှာမိုင်းဆက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားတအုပ်တိုက်ဆုံခဲ့ပါတယ်ဒါပြင်စစ်ကောင်စီတပ်ကဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ကမ္မမြေကအမှတ်တုံးရက်ကပြည်သူ့နယ်အုပ်ပခုတ်ကွန်မြူနယ်ညောင်ချစ်ပင်ရွာနီမှာဆေးဥစုရင်စီကို မိုင်းဆတ်တိုက်ခိုက်ပြီးကဲထုတ်နိုင်ခဲ့လို့သိရတယ်။လက်ရှိမှာတမ96စစ်ကြောင်းပခုတ်ကူမျိုးဘက်ကိုသွားနေလို့ဒလန်အီယာစရီကပြောထားပါတယ်။အဲဒီစစ်သားအပေါင်းမြို့နယ်နဲ့လည်းနိုဝင်ဘာကတိုက်ခိုက်ခံလို့တေဆုံးသူတွေအပြင်ဒေါ်လိန်အင်အားစုရဲ့စီဘက်ကပတ်ပြန်ခိုးလုံနာနဲ့အရှင်ဖမ်းမိရရှိခဲ့တယ်။စေကောင်စီတပ်ကစစ်ကြောင်းထိုးလာတဲ့ရွေစံနဲ့မြိုင်နဲ့ပေါင်းမြို့နယ်တွေကိုရွေကောက်ပွဲလုပ်နိုင်အောင်နေမြေသားစရာကိုစူးစမ်းဖြစ်တယ်လို့လည်းအညာမြေတပ်ပေါင်းစုကတုံ့တက်ထားပါတယ်။နောက်ဆက်အောင်ပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။